ုတ်ကဲ့မင်္ဂလာပါဆရာရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျဒီတနေ့ကပေါ့လေတရုတ်မှာဒီအကမ္ဘာထိပ်သည်အာနာရှင်နိုင်ငံတွေလို့ပြောကြတဲ့ခေါင်းဆောင်တွေကအမာဖီးယားကိုင်းဆန်ဆန်ပုံစံနဲ့ဟိုပုံတွေလဲတက်လာတယ်ပေါ့နော်တရုတ်မှာစုပြီးတော့ပြီးတော့အတခြားထူးခြားတဲ့သဏ္ဍာန်ဥပမာဒီတရုတ်သမ္မတနဲ့ဒီရုရှားဆိုရုရှား ဟိုတမရာပေါ့နော်ပြောနေတဲ့စကားတွေပေါ့နော်ဒီလိုမျိုးထူးခြားတဲ့သတင်းတွေလည်းတက်လာတာမျိုးရှိပါတယ်ဆိုတော့ဒီလိုမျိုးပေါ့လေဒီအာနာရှင်တွေအချင်းချင်းစုဝေးနေမှုပေါ့နော်တို့ရဲ့အချင်းချင်းညီညွတ်နှုံမှုကဒီကမ္ဘာနိုင်ငံတွေကိုဘယ်လောက်ထိလွတ်လွတ်လပ်လပ်ဖြစ်သွားစေတာမျိုးရှိသလဲရှင်ဂျူချမ်းပြောတာဒီတရုတ်နိုင်ငံပေကျင်းမှာစက်တင်ဘာ30 3ရက်နေ့ကကျင်းပတဲ့80ပြည့်ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့အထိမ်းအမှတ်ဆေးပြအခမ်းအနားပေါ့လေတရုတ်တို့ခေါ်တာကတော့ ဂျပန်ခုခံဒေါ်လာရေးစစ်ပွဲနဲ့ကမ္ဘာဖက်စစ်စန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း80ပြည့်အထိမ့်မှတ်ဈေးပြခန်းတာပေါ့ဒါမဲ့အဲ့ဒီပွဲမတိုင်ခင်ဂျပန်လိုမှလဲဩဂုတ်လ30ရက်နေ့ကနေပြီးတော့စက်တင်ဘာလ1ရက်နေ့မှာကျင်းပတဲ့ရှန်ဟိုင်းပူပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအဝေးတွေလည်းရှိတယ်เนาะအဲ့ဒီနှစ်ခုဟိုဖြစ်ခဲ့တယ်နေ့80ပြည့်ပွဲမှာတရုတ်သမ္မတရှင်နဲ့အတူပွဲတက်လာတဲ့နိုင်ငံရခြားကခေါင်းဆောင်တွေ တရမင်းရင်မြင်ကိုလမ်းလျှောက်လာနေကြတဲ့တပ်ပုံကသူအများပြောစမှတ်တွင်လောက်အောင်ကိုတရုတ်ပေါ်လွန်နဲ့တပ်ပုံလို့ဆိုရလိမ့်မယ်ပုံနဲ့ပါတဲ့သူတွေတဲ့တကယ်ထူးတဲ့ထူးတဲ့လူတွေလည်းပါတယ်ပုံရဲ့ရှေဆုံးနှမ်းမှာအရက်၅ပေ၁၇လမရှိတဲ့လူကောင်ထွားထွားသမရရှိရဲ့ဘေးမှာအရက်၅ပေ၇လမပဲရှိတဲ့သမရပူတင်နဲ့၅ပေ၆လမလောက်ပဲရှိတဲ့ရကိုရီးယားကောင်းဆောင်ကင်ဂျုံဝမ်တို့ကပညာဝန်းရံပြီးတော့လာတယ်ကျန်တဲ့သူတွေက နောက်မှာအတန်းလိုက်เนาะအလုံးပေါင်းဆို6တန်း9တန်း8တန်းလောက်အတန်းလိုက်ရှိကြတယ်အဲ့ဒီအုပ်စုထဲမှာမှအရက်9ပြည်နှစ်လက်မလောက်ပဲရှိတဲ့မြန်မာပြည်ကမင်းအောင်လာရမနေ့ရှာယူရတဲ့အဖြစ်မျိုးအဲ့အဲ့တော့ဒီပုံထွက်လာတဲ့အခါမှာမြန်မာပြည်ကစာပတ်ပိတ်သက်တည်တဲ့ပွဲကြသွားတာကဟုတ်တလောကတတ်ခံလာတဲ့ဒီလူမိုက်ကျော်ဝင်းစိန်တို့အုပ်စုလိုက်လမ်းလျှောက်လာတဲ့တပ်ပုံလို့ဆိုပြီးတော့เนาะဒါဟာတာလောက်ကြတာခုနကပြောတဲ့စကားနဲ့ပြန်ကောက်ရရင်ပွဲကနှစ်ပွဲဖြစ်တယ်တ ပထမတပွဲကတရုတ်နိုင်ငံထံကျင်းမှာကျင်းပတဲ့ SCO လို့ခေါ်တဲ့ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းကိုဒီအဖွဲ့ကအရေးပါတယ်နိုင်ရှင်ပြီးပြောရရင်ဒီ SCO ကတရုတ်နဲ့ရုရှားရဲ့ NATO version ပဲဒီအဖွဲ့မှာအဖွဲ့ဝင်10နိုင်ငံပါတယ်တရုတ်ရုရှားဘီလာရုစ်အီရန်ကာဇက်စတန်ကာချစ်စတန်တာဂျီကစ္စတန်ဥစ်ဘက်ကစ္စတန်ပါကစ္စတန်အိန္ဒိယတို့ပေါ့နော် now ဒီအစည်းအဝေးကို SEO ဒီနှစ်အစည်းအဝေးကိုတောင်အာရှအရှေ့တောင်အာရှနဲ့အရှေ့လယ်ပိုင်းနိုင်ငံတွေက လေလာသူဟူဆွေးနွေးပွဲနိုင်ငံနောက်တခြားဖိတ်ကြားထားသူများဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့တက်ရောက်ခွင့်ရကြတယ်အဲ့တော့အလုံးနိုင်ငံ24နိုင်ငံနဲ့ဦးလက်သမဂအထွေထွေတွင်မှုချုပ်တို့တက်ရောက်ကြတယ်အဲ background ပြန်ပြောရရင် SEO က1996ကစထောင်ပြီးတော့စထောင်တော့ကတော့သူကဒီ Shanghai 5ဆိုတဲ့ Shanghai 5ပေါ့နော် တရုတ်ရုရှားကဂျစ်စတန်နဲ့တာဂျီကစ္စတန်တို့ဟိုဟာတော့ဖွဲ့လာတာပြောရရင်တော့နေဆက်အငင်းမွားအငင်းပွားမှုတွေစီမံခန့်ခွဲဖို့ရဲ့လို့လောက်တာလားအဲ့တော့အဲ့ဒီခေတ်ကာလကိုကြည့်လို့ရှိရင်ဒီစီအေးကာလအလွန်အဲ့တော့ဒီစီအေးကာလအလွန်မှာအစားထိုးဖို့ပေါ့ရုရှားဘက်ကနေပြီးတော့လောက်တာအခုဒီ SEO စီဝေးကိုတက်လာတဲ့နိုင်ငံတွေကအမေရိကန်ရဲ့ပြိုင်ဘက်ဒါမှမဟုတ် အမေရိကန်ရဲ့ဒဏ်ခတ်ခံရတဲ့နိုင်ငံတွေဆက်ရှင်လောက်ခံတဲ့နိုင်ငံတွေအမေရိကန်ရဲ့ကုန်သွယ်ရေးခွန် tariff ခွန်ဟာမြင့်လိုက်လို့မချိနဲ့တဲ့နိုင်ငံတွေရဲ့ဒါကေပေါ့ချတာဒါမှမဟုတ်ရင်အမေရိကန်ရဲ့အနောက်စုဟိုမှာအနောက်စုပြင်ပေါ့ဟိုငွေရဖို့အတွက်တရုတ်ဘက်ကနေငွေလုံးငွေရင်းရှာတဲ့နိုင်ငံတွေဒီနိုင်ငံတွေလာအကူအညီရလို့ရညာစုရက်လာ ဖြစ်တာပေါ့အဲ့စီဟို ဟိုစထောင်တော့ကရုရှားကဩဇာကြီးတယ်ဒါပေမဲ့အချိန်နဲ့မျှတရုတ်ကစီးပွားရေးဖြစ်ထွန်းလာပြီးတော့သူကဗန်နာရေးဆိုင်ရာရအင်အားကောင်းလာတာအော်အခုကြတော့လုံခြုံရေးရပါတရုတ်ကအင်အားကောင်းလာတာပြောရလို့ရှိရင်တော့အခုချိန်မှာတရုတ်ရဲ့ဥဆောင်မှုနောက်ကိုအားလုံးကလိုက်လာတဲ့ပုံစံမျိုးဖြစ်သွားတယ်ဒီတပတ်စီဝေးမှာဒီဒီဒီနေ့စီဝေးမှာတရုတ်လိုချင်တဲ့ SEO development ban ဆိုပြီးတော့ထူထောင်ဖို့ဆုံးဖြတ်ချက်ကြပါတယ်အရင်တော့ဒါမျိုးဘန်ထောင်ဖို့ဆိုတဲ့ဟာကိုရုရှားကသူကအလိမ္မာနဲ့ပယ်ချနေတာနော်အခုတော့အခုအချိန်တွေကကျွန်တော်ခုနပြောလို့ရုရှားတရုတ်ကိုစီးပွားရေးဘန်နာရေးစီးရေးဆိုင်ရာမိခိုမှုတွေလုံးလုံးလုံလာတဲ့အခါကျတော့တရုတ်ကအကိုကြီးနေရာရောက်သွားပြီးတော့ပြောရရင်တရုတ်အလိုကျလုပ်ပါဆိုတာမျိုးဖြစ်လာတော့တာပြီးတော့ထူးခြားတာရှိတယ်ဒီပွဲမှာရှီကျင်းပင်ကကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုပမာဏခြေလှမ်းသစ် GGI ရည်ရွယ်ထားတယ်လို့ပြောတယ်။သူပြောတဲ့သဘောကတော့အမေရိကန်ဥဆောင်တဲ့အနောက်ကမ္ဘာလွှမ်းမိုးနေတဲ့ liberal တန်ဖိုးတွေနဲ့အုပ်ချုပ်တဲ့ပုံစံအစားတရုတ်နီးဟန်ရုရှားနီးဟန်ပုံစံတွေလာမယ်ဆိုတဲ့အချက်ပေးတာပေးလိုက်တာပေါ့။အော်နောက်အဲ့ဒါနဲ့ဆက်ဆက်ပြီးနောက်တစ်ပွဲပေါ့။နောက်တစ်ပွဲကခုနကပြောလိုမျိုးဓာတ်ပုံထွက်လာတဲ့ဟာ180ပြည့်ပွဲ။ဒီစစ်ချီပွဲဟာဒီနှစ်ကတရုတ်ရဲ့အစင်းမြင့်နည်းပညာနဲ့စီးရေးအင်အားကို show off လုပ်လိုက်တာကမ္ဘာစင်မြင့်မှာငါတို့ကိုတားလို့မရတော့ဘူးဆိုတဲ့သတင်းစကားပါလိုက်တာပဲပူတင်ကင်ဂျုံအန်တို့လိုဟိုအမေရိကန်ဥရောပအဲဒီမိုကရေစီမဟာမိတ်နိုင်ငံတွေရဲ့ဆန်ရှင်ပိတ်ဆို့ခံထားရတာများတဲ့အဲနိုင်ငံတွေကခေါင်းဆောင်တွေပါဝင်နိုင်ငံပေါင်း26နိုင်ငံကအာကိုခေါင်းဆောင်တွေဖိတ်ကြားထားတာဖိတ်ကြားခဲ့တယ်တက်ရောက်ခဲ့တာတွေ့ရပြီးတော့ဒီဘွဲမှာဒီစစ်ချီဘွဲမှာ ဒီပညာအစင်းမြင့်တဲ့ drone နဲ့ hypersonic missile နဲ့เนาะ nuclear ထိပ်ဘူးတွေတင်နိုင်တဲ့ကမ္ဘာဘယ်နေရာပြတ်မတ်မဆိုပြစ်နိုင်တဲ့တိုက်ချင်းပြစ်ဒုံးကြီးတွေ jet fighter တွေဘုံကျဲလေယာဉ်တွေပါပြသခဲ့အဲ့တော့ဒီစစ်ကြီးပွဲရဲ့သတင်းစကားကလည်းကမ္ဘာ power ချိန်ဝင်ရှာဖို့ပြန်စီစဉ်ဆိုတဲ့တရုတ်ရဲ့ရည်မှန်းချက်ကမ္ဘာဟာ unipolar မဟုတ်တော့ဘူးအမေရိကန်ရဲ့အခန်းကဏ္ဍကိုခြေရာတိုင်းလိုက်တာ liberal ကမ္ဘာအစီအစဉ်ကိုစိန်ခေါ်လိုက်တဲ့เนาะတရုတ်နဲ့ ဘက်မှာပါတဲ့ရုရှားတို့မြောက်ကိုရီးယားဒီပြိုင်ဘက်တွေကိုစီးလုံးကြတယ်ဆိုတဲ့ဟာကိုပြလိုက်တာပြီးတော့တရုတ်ကသူ့ရဲ့ရည်မှန်းချက်ပြတဲ့2049ခုနှစ်မှာ war class military ကပားအစင်မြင့်စစ်အင်အားဖြစ်လာစေမယ်ဆိုတဲ့ရည်မှန်းချက်တိုင်းဆက်လုပ်နေတယ်အဲ့ဒီလမ်းကြောင်းပေါ်ရောက်နေတယ်ဆိုတာပြလိုက်တာအဲ့တော့ဒီဒေတာတွေကနိုင်ငံငယ်တွေကိုတရုတ်ရဲ့သတင်းစကားကသူတို့လမ်းမှာပိတ်ရမနေဘူးသူတို့ ਨੇ ပေါင်းမှုဆိုတာကိုပြောလိုက်တာပါ အနောက်တစ်ခုကဒီလိုမျိုးပေါ့နော်ဒီအမေရိကန်ဦးဆောင်တဲ့ဒီအနောက်အုပ်စုကိုချိန်ချောက်နိုင်လောက်တဲ့အနေအထားမျိုးဟိုတွားစုနေနိုင်တဲ့ပုံစံမျိုးဖြစ်နေရပေါ့နော်ဆိုတော့ဒီလိုမျိုးအစုဝေးမှုကိုဟိုလူတွေကတွေ့လာကြတော့ပြီးတော့ဒီတရုတ်ရဲ့ဒီလက်နက်တွေကိုလည်းတွေ့လာတဲ့အခါကျတော့လူတွေကဒီစစ်ပွဲကဒီလက်တကန်းအလိုမှာရောက်နေပြီဆိုတော့စိုးရိမ်ချက်တွေတော်တော်လေးတွေ့လာထွက်လာကြတယ်ပေါ့နော်ဆိုတော့တကယ်ရောဒီလိုမျိုးအခြေအခြေအနေမျိုးကဖြစ်နေတာတွေ့ရလားရှင့် အဲ့တော့တရုတ်ကပေးလိုက်တဲ့သတင်းစကားဒီသတင်းစကားကလှလှခက်ခက်ရှိလားဘယ်နိုင်ငံတွေကိုလှလှရှာရှာဖြစ်စေမလဲဆိုတော့ဒီပွဲမတိုင်ခင်ကိုဒီပွဲကိုတက်တက်မတက်တက်ကမ္ဘာနိုင်ငံခေါင်းဆောင်တွေတော်တော်လေးကိုပါစဉ်းစားကြွေးချယ်ခဲ့ကြဟန်တူပါတယ်ပွဲတက်တဲ့လူတွေစရင်ကြည့်ရင်အမေရိကန်အနောက်ယောပဂျပန်နဲ့အိန္ဒိယတို့ကခေါင်းဆောင်တွေမတက်ဘူးတောင်ကိုရီးယားစင်ကာပူတို့ကသူကအစင်းနဲ့အီလာရှိတွေပဲရုတ်ခဲ့တယ်ပူတင်တို့ကင်ဂျွန်ဝမ်တို့အီရန်ကသမရ မာဆော့ပါဆက်ကီရန်တို့နောက်မြန်မာကမင်းအောင်လိုင်းတို့အတွက်ကြတော့ဒီပွဲဟာဒါအမေရိကန်ကိုစန့်ကျင်တဲ့သူတွေရဲ့ညီညွတ်မှုဒါမှမဟုတ်တရုတ်ကိုအားကိုးရအားကိုးကြောင်းပြတ်တလိုက်တာပဲနောက်ဒီပွဲဟာဘာလို့တက်တည်ပြနေလဲဆိုတော့ကမ္ဘာတောင်ဘက်ချမ်းနဲ့ဖုန်းတစ္ဆာနိုင်ငံတွေမှာဘေကျင်းရဲ့ဩဇာကြီးထွားနေတာဒါပြလိုက်တာအမေရိကန်သမ္မတထရန့်ကဒီစီးရေးပြချီတပွဲကိုကြည့်ပြီးသူထရုတ်မှာရေးတင်လိုက်တာကတရုတ်သမ္မတရှီကျင်းပင်နဲ့ ပြည်သူပြည်သားတွေအတွက်ကြီးကျယ်ခံနာပြီးအတွန့်ရှည်တည်တံ့သောအထိမ်းမနေဖြစ်ပါစေကြောင်း။အမေရိကန်ပြည်ထောင်စုကိုစန့်ကျင်ရန်စန့်ကျင်မှုပြိုးဝက်စွာပူပေါင်းကြံစီခဲ့ကြတဲ့ဗလာဒီမာပူတင်နဲ့ကင်ဂျုံအန်တို့ကိုနှွေးထွေးစွာနှုတ်ဆက်ပေးရစေဆိုပြီးတော့သူကခက်ရွက်ရွက်ရေးသားလိုက်တာတွေ့ရတယ်။ကျွန်တော်ထင်ပါတယ်အမေရိကန်သမ္မတလိုပဲနိုင်ငံတော်တော်များများကဒီပွဲကိုစောင့်ကြည့်နေလိမ့်မယ်။ပြီးတော့ကမ္ဘာငြိမ်းချမ်းရေးအတွက် စိုးရိမ်မှုတွေဖြစ်တာလဲတပါတဲ့ပါလာလိမ့်မယ်လို့ထင်ပါတယ်။ကဘာစစ်လိုဟာမျိုး လက်ကမ်းမှာရောက်နေပြီလားဆိုတာနဲ့ပတ်သက်ရင်တော့အခုခြေနေကဘာမဆိုဖြစ်နိုင်တဲ့အနေအထားเนาะနောက်တစ်မျိုးကတော့စိုးရိမ်ကြရကရှစ်ဘာဖြစ်မယ်ဆိုတာကိုပြောရခက်တဲ့အနေအထားလို့ပဲဖြေရမှထင်ပါတယ်။ကျွန်တော်တို့ကအမောင်ထဲမှာစန်တဝါဝါနဲ့ရှောက်နေကြရသလိုပါပဲ။အဲဆိုတော့ဒီဒီဘက်ဒီမြန်မာနိုင်ငံဘက်နဲ့ဆက်ဆက်ပြီးတော့လှည့်လိုက်ချင်ပါတယ် ဆိုတော့ဒီဒီစစ်ရေးပြပွဲမှာပေါ့နော်တက်ခဲ့တဲ့အဲနိုင်ငံတွေထဲမှာဒီမြန်မာအင်ဒီဂျင်အိန္ဒိယလည်းတွေ့ရတယ်ပေါ့နော်ဟောဆိုတော့ပြောရလို့ရှိရင်ဒီတရုတ်ရောအိန္ဒိယရောကမြန်မာနိုင်ငံရေးပေါ့နော်မြန်မာအရေးပေါ်မှာလွှမ်းမိုးနိုင်စံရှိတဲ့နိုင်ငံတွေလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲပထဝီနိုင်ငံရေးအရာရောမြန်မာကဒီအခင်းကျင်းတွေကြားမှာဘယ်လိုမျိုးပါဝင်ပတ်သက်နေတာမျိုးရှိမလဲကျွန်တော်တို့မြန်မာအသူတွေဆက်ဆက်စဉ်းစားဖို့ကမ္ဘာနိုင်ငံရေးအခင်းကျင်းရွေ့လာတဲ့ပုံကျွန်တော်ပြောချင်ပါတယ် ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာစစ်နိုင်တဲ့အမေရိကန်နဲ့ဆိုဗီယက်ပြည်ထောင်စုတို့ဟာစူပါပါဝါကြီးတွေဖြစ်လာပြီးကမ္ဘာကြီးမှာ အုပ်စုကြီးနှစ်စုကအင်အားနှစ်စုပြိုင်တဲ့ CA တိုက်ပွဲဒါမှမဟုတ်ရင်ဘိုက်ပိုလာဝေါ်ဖြစ်ခဲ့အဲ့ဒါက1990ခုနှစ်အထိဖြစ်တာ CA ခေတ်မှာဒီမိုကရေစီဈေးကွက် စီးပွားရေးဆိုတဲ့ဈေးကွက်ကျင့်သုံးတဲ့ဘက်ကတစ်ဖက် ကွန်မြူနစ်စနစ်နဲ့ဗဟုချုပ်ကင်တဲ့စီမံကိန်းစီးပွားရေးစနစ်ကိုဟိုကျင့်သုံးတဲ့တစ်ဖက်အပြိုင်ဆိုင်ဖြစ်ထွန်းခဲ့ကြတယ်။ပြီးရင်နိုင်ငံရေးအရဒါအနောက်အုပ်စုရှေ့အုပ်စုဆိုပြီးတော့ဖြစ်ခဲ့ကြ။စီရေးအရနေတိုးနဲ့ဝါဆော့ဆာအချုပ်အုပ်စုအဖွဲ့ဝင်လို့꿰ခဲ့ကြ။ဒီစူပါပါဝါကြီးနှစ်ခုကြားမှာတိုက်ရိုက်စီရေးအရတိုက်ခိုက်ကြတာမရှိပေမဲ့နိုင်ငံရေးစီးပွားရေး ideology ဒီပိုင်းဆိုင်ရာမှာရှင်ပြိုင်မှုတွေလည်းနဲ့ပြိုင်ဆိုင်တတ်ဆင်မှုတွေအာကာသမှာပြိုင်ဆိုင်မှုတွေဖြစ်ခဲ့ကြ။ နော်တစ်ချိန်တည်းမှာပဲပြိုင်ဆိုင်မှုကနေ proxy စစ်ပွဲလို့ဟာမျိုးတွေပြောတယ်ဥပမာကိုရီးယားစစ်ပွဲ BNN စစ်ပွဲနဲ့ Afghanistan လို့ဟာမျိုးပေါ့အဲ့လိုအချိန်တွေမှာဒီအုပ်စုနှစ်စုရဲ့ဂျာမာမြန်မာနိုင်ငံအပါဝင်ပေါ့လေနော်အာနိုင်ငံတချို့ကဘမ်လိုက်အနေနဲ့ယက်တီခဲ့ကြဒါပေမဲ့ဒါဒီမိုကရေစီမြန်မာပြည်မှာဆိုရင်ဒီမိုကရေစီခေဥနုခေစစ်တပ်ကအာဏာမသိမ်းခင်ခေတီပေါ့စစ်အေးတိုက်ပွဲကြီးမှာဆိုဗီယက်ပြည်ထောင်စုကပြိုကွဲသွားပြီးတော့ liberal democracy ဒီတက်ထောင်တဲ့ခေတ်ဒါမှမဟုတ်အမေရိကန်ပြည်ထောင်စုရဲ့ TDG တကိုယ်တော်ဥဆောင်လွှမ်းမိုးတဲ့ဟီဂီမိုနီလောက်တဲ့ unipolar ခေတ်ကိုဟိုမွေးထုတ်ပေးခဲ့အဲ့ဒါကတော့1990 2017ကာလပေါ့ဒီကာလကိုကျွန်တော်ကတော့ liberal ကမ္ဘာအစီအစဉ်ကာလလို့ဆိုချင်ပါတယ်ဒီကာလတွေမှာ စီးပွားရေး neo liberal နိုင်ငံရေးမှာ liberal democracy ဒီထွန်းကားခဲ့တယ်နောက်ရင်ကျေးမှုမှာ liberal ဝါဒတွေလွှမ်းမိုးခဲ့တယ် ideology တွေဖြစ်ခဲ့လူခွင့်ရေးနဲ့ democracy ထွန်းကားရေးဟာတသိတသိတာဆွတ်ဖက်မှုဟိုဟိုနိုင်ငံတွေမှာဆွတ်ဖက်မှုအနေနဲ့ဖြစ်ခဲ့လူသားစာနာမှုဆိုင်ရာအရဆွတ်ဖက်တာ R2P ဒီဒီကိုကျင့်သုံး R2P ကြော်ရိုးဟိုကျင့်သုံးခဲ့တာတွေဖြစ်ခဲ့တယ်တရုတ်ဗီယက်နမ်တို့လို communist နိုင်ငံအဟောင်းတွေကအရေးရှင်စီးပွားရေးစနစ်ကိုပြောင်းလဲကျင့်သုံးလာခဲ့တစ်ချိန်တည်းမှာပဲအဲ့ဒီလိုနိုင်ငံတွေမှာ အာနာတကလူတွေကအာနာပလင်ပေါ်ဘလူတွေကနိုင်ငံဘန္နာအရေးမြစ်ကိုငါဟာငါဥစ္စာလို့တတ်မှန်းပြီးတော့တုံးဖြုံနာ အခွင့်ဒုကံလူနည်းစုကလွှမ်းမိုးအုပ်ချုပ်တာတွေဖြစ်လာခဲ့တယ်။ဒီကာလမှာပဲဒီပညာတော်လှန်ရေးကြီးဒီပောက်ကွဲမှုဖြစ်လာခဲ့တယ်။ Liberal Democracy ကအားကောင်းနေတဲ့အချိန်ဖူကူယာမာတို့ကတမိုင်းနိဂုံးချုပ်ပြီးဆိုပြီးတော့ဟိကျွေးတာပေါ့။အနောက်တိုင်း Liberal Democracy တခုတည်းသာလင်းအဲလမ်းပြကျဲဆိုတဲ့ဟာမျိုးကျွေးကြော်ကြ။အဲ့ဒီမှာစီရေးရနေတိုးရဲ့ချဲ့ထွင်မှုနောက် globalization ဖြစ်ထွန်းမှုတွေအားကောင်းကောင်းလာဖြစ်တဲ့ internet နဲ့ digital အဲဒီထုံးကားမှုလိုင်းလုံးကြီးတွေဖြစ်ခဲ့တဲ့ဒီလိုင်းဒီကာလမှာမြန်မာပြည်ဒီမိုကရေစီထုံးကားရေးတို့ federal တောင်းဆိုမှုတွေလည်းအားကောင်းလာခဲ့တယ်။နိုင်ငံတကာကိုဟိုအခုအညီနဲ့ပြောင်းလဲမှုတောင်းဆိုမှုအားကောင်းလာခဲ့။အဲ့ဒါလို့နဲ့အဲ့ဒီဒီလိုဘာနေပြီးတော့နောက်ပိုင်းမှာ crisis တွေဖြစ်တယ်เนาะအွေအွေဖြစ်လာတာ ဘာလို့ဖြစ်လာလဲဆိုတော့ပီပီပင်ပင်ဖြစ်လာတာ2016ကနေစလို့ဒါအခုတတိကာလပေါ့ကဘာကြီးကအရန်ကိုပြောင်းသွားတယ်ပြဿနာတကယ် crisis တွေလည်းမျာ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 းလာ populist လူပြလူပိုင်းကြီးဝါရနဲ့ဖုံးကန်းလာပြီးတော့ဥရောပမှာဆိုဘရစ်ဇစ်ဖြစ်ခဲ့တယ်အမေရိကမှာသမရထရန့်အာဏာရလာတယ်အီဂျစ်တူနီရှားစတဲ့ဒီမိုကရေစီလိုင်းလုံးကနေနုနယ်တဲ့ဖြစ်လာခဲ့တဲ့နုနယ်တဲ့ဒီမိုကရေစီနိုင်ငံတွေဟာ liberal ရဲ့စန့်ကျင်ဘက် illiberal အဲအာနာရှင်တွေဖြစ်ပြောင်းသွားတယ်။အာဖဂန်၊အီရတ်၊လီဗျာ၊ဆီးရီးယားစတဲ့အဲ့လိုနိုင်ငံတွေမှာနိုင်ငံတကာကဝင်ဆွတ်မှုနဲ့ဒီမိုကရေစီ ပြောင်းဖို့ကြိုးစားတဲ့ဖြစ်စဉ်တွေဟာမအောင်မမြင်ဖြစ်ခဲ့တရုတ်ရုရှား၊အီရန်တို့လိုနိုင်ငံတွေမှာပြန်လည်ပြင်ဆင်ရေးအာနာရှင်အာနာရှင်တွေဖြစ်လာပြီးတော့သူတို့တွေကစူးစီးလာတဲ့ဝင်ရိုးစွန်းတဲ့နေအဖြစ်ဝင်ရိုးစွန်းတဲ့နိုင်ငံတွေအဖြစ်ပေါင်းစည်းလာခဲ့။ကဘာကြီးမှာလူလက်တန်းစားဆိုတာ ယော့နေနေပါသွားပြီးတော့စင်းရဲချမ်းသာကွာဟချက်တွေကအင်မတန်မှကြီးထွားလာခဲ့တယ်။နိုင်ငံလိုက်တယ်မကားတော့ဘဲနဲ့နိုင်ငံဖြတ်ကျော်ကဘာလုံးဆိုင်ရာအချင်းပြချစားမှုတွေမြင့်တက်လာခဲ့တယ်။နိုင်ငံတွေမှာလူနေစုကပဲချုပ်ကင်ချေလေတာတွေမြင့်တက်လာခဲ့တယ်။ကဘာကြီးတစ်ခုလုံးမှလည်းစီးပွားရေးကပ်အချမ်းဖက်ကပ်ယောဂါကပ်ပြီးမတည်ငြိမ်မှုတွေပုံစံမျိုးစုံနဲ့ဂျုံလာ။ကဘာနိုင်ငံတွေကအရင်စဉ်းစားခဲ့တဲ့နိုင်ငံတကာ မိသားစုဆိုတဲ့ဟာကနေပြီးတော့ကဘာသူကဘာသားတွေတာယာဝါပြောကြီးဆိုတဲ့အယူဆနေတည်းကခင်မှန်ပြီးတော့ဟိုအယူဆတွေကအာလေရေပန်းမစားတော့ဘူးဖြစ်လာနိုင်ငံတွေကကိုယ်တနိုင်ငံတွေကိုပဲအာယုံဆိုင်လာတယ်ကိုယ်အုပ်စုကိုပဲအာယုံဆိုင်လာနောက်နီးပညာတွေကဖွံ့ဖြိုးလာတာမှအရင်တော့ကလွတ်မြောက်ရေးအတွက်ထောက်ကူပြုတာအနေနောက်ပိုင်းမှာအာဏာရှင်တွေဖိနှိပ်ဖို့အတွက်အသုံးပြုတဲ့လက်နက်ဖြစ်လာဆိုရှယ်မီဒီယာတွေက ီ traditional media တွေကိုအနှောက်ယှက်ပေးလာတော့နိုင်ငံဒီမှာ nationalism ကောင်းထောင်ပြီးတော့ liberal တန်ဖိုးတွေကကျဆင်းလာတော့အဲ့ဒီတော့မြန်မာအဖက်ဒရယ်တို့ဒီမိုကရေစီရေတို့တော်လှန်ရေးပေါ့အရင်တုန်းကနိုင်ငံတကာရဲ့အားနဲ့ပြုပြင်ပြောင်းလဲမှုကိုအားယူပြီးတော့အရှိန်ယူပြီးတော့သွားဟိုစ조사ကြခဲ့ဖက်ဒရယ်နိုင်ငံ2000ရေဒီမိုကရေစီ2000ရေတို့အတွက်လုပ်ခဲ့တာ liberal တန်ဖိုးတွေဈေးကောင်း နိုင်ငံငါအကူအညီတွေမျောလင့်နေတာအခုခေတ်မှာကြာဒီခေတ်မှာကြာတော့မျောလင့်လို့မရတော့ဘူးเนาะနိုင်ငံတွေကသူတို့ရဲ့ပြည်တွင်းရေးနဲ့အရင်ကူညီနေတဲ့နိုင်ငံတွေကသူတို့ပြည်တွင်းရေးနဲ့တခြားနိုင်ငံတွေကိုဟိုကူညီဖို့ဆိုတာကိုမလုပ်နိုင်တော့ဒါကိုတွားပြီးတော့အပြစ်တင်နေ blame လုပ်နေရင်လည်းအပြစ်တင်နေရင်ဒါအားကုန်သွားမှာအဲ့တော့ဒီခေတ်ကြီးကဘာဖြစ်လဲဆိုတော့ခေတ်ချက်တဲမှာနိုင်မြင့်မဲ့လောင်းကျင်ကြတဲ့ခေတ်ဖြစ်တဲ့အခါကျတော့ ရေဦးတော်လန်ရေးတို့ဒီဒီမြန်မာပြည်ရဲ့အဲဒီတော်လန်ရေးကကိုဘကိုအောင်စိတ်နိုင်စိတ်နဲ့အောင်လန်းနိုင်လန်းကိုကြားနိုင်ကြဖို့ပဲတို့တယ်ကိုဘကအဲ့လိုပြမှသာလင်ဒါတို့ဘက်ကိုတာတယ်ဆိုတဲ့ဆွဲဆောင်မှုလုပ်လိမ့်မယ်အဲ့တော့အဲ့လိုပြနိုင်ဖို့ကလည်းဒီအတွင်းအားမှာစုစည်းမှုတွေအားကောင်းတာပူးပေါင်းဆောင်ရွက်မှုတွေအားကောင်းတာကနေပဲပြလိမ့်ပြနိုင်လိမ့်မယ်လို့ထင်ပါတယ်အဲစဉ်းစားကြည့်လိုက်လို့ရှင်ဒီအဲ ဒီကဘာကြီးမှာဖြစ်နေတဲ့ဟာတွေကမြန်မာမြန်မာနိုင်ငံမှာဖြစ်နေတဲ့ဟာတွေကဒီဟာတွေနဲ့ရှင်လို့ရှင်တသိလေးလို့ဖြစ်သွားတာပေါ့နော်ဒါပေမဲ့ကို့အဲမှာတော့ဟုတ်ဖြစ်နေတာပေါ့လေဆိုတော့ပေါ့နော်ဇာတိဘာဖြစ်ဖြစ်ဒါတက်တက်ခွင့်တော့ရခဲ့တယ်ပေါ့လေဆိုတော့ဒီလိုမျိုးပွဲတက်ခွင့်ရခဲ့တဲ့အနေနဲ့အဲသူ့မှာဘာတွေအကျိုးမြတ်တွေရခဲ့လဲပြီးတော့ဘာသဘောတူညီချက်တွေများရခဲ့တာမျိုးရှိတယ်လဲရှင်လောလောဆယ်မှာတော့ तू ကဒါဓာတ်ပုံထုတ်ရှိုးလို့ရခဲ့တာပေါ့ तू အရင်တော့ကနိုင်ငံတကာမှာ ာ isolate လုပ်ခံထားတာနဲ့ရုရှားကအရင်ဆုံးသူ့ကိုဟိုလူရသွင်းခဲ့တယ်အခုကတရုတ်ကသူ့ကိုဟိုပွဲထုတ်လူရသွင်းလာတယ်ဆိုတဲ့ဟာပေါ့နော်အနေဆုံးအနေထားတော့သူ့လူတွေကြားထဲမှာ motive တက်စေတယ်ဒါမျောလင်းချက်ဖြစ်စေတယ်ဒီပွဲကိုတက်ပြီးတဲ့အချိန်မှာမင်းအောင်လှိုင်ပြောတာကရွေးကောက်ပွဲကိုတရုတ်တို့အိန္ဒိယတို့ဒီအိန္ဒိချင်းနိုင်ငံတွေထောက်ခံတယ်ဆိုတာကျွန်တော်အနေနဲ့တော့ဒါကိုဟိုမျှော်လင့်ထားပြီးဖြစ်တာကြောင့်မအံ့ဩဘူး တရုတ်ဘက်ကပြောတာပေါ့သမရရှိချင်းပင်ကဒီဟိုဟာမင်းအောင်လည်းနဲ့တွေးတဲ့အခါမှာပြောတာတရုတ်မြန်မာနယ်စပ်ဒေသတည်ငြိမ်အေဂျင်စီကိုအတူတကွထိန်းသိမ်းပြီးတော့မြန်မာနိုင်ငံကတရုတ်စီမံကိန်းဝန်ထမ်းတွေဖွဲ့စည်းတွေနဲ့စီမံကိန်းဘေးကင်းလုံခြုံမှုကိုအမကန်ပေးရမယ်လို့ဆိုတဲ့ဟာပြောတာဒါအရင်တော့ကလည်းဒီဟာကိုဟိုပြောခဲ့တယ်တရုတ်ဝန်ကြီးချုပ်ကပြောခဲ့တာရှိတယ်နောက်ပြီးတော့မြန်မာနိုင်ငံမှာလုံမဲ့ရွေးကောက်ပွဲမှာအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့အမျိုးသားပြန်လည်တင်မြှောက်ရေးလမ်းကြောင်းကိုရောက်အောင်သွားတာပဲဖြစ်ဖို့ ပြီးသတိပေးခဲ့တယ်လို့ဆိုတယ်။အဲ့တော့အဲ့ဒီမှာမေကွန်းကမင်းအောင်လိုင်းဘယ်လောက်လုံနိုင်မလဲ။နော်။ရွေးကောက်ပွဲမှာအားလုံးပါဝင်ရေးနောက်ပြီးတော့အမျိုးသားပြန်လဲတင်မြဲရေးလမ်းကြောင်းကိုရောက်အောင်သွားဖို့ဆိုတဲ့ဟာ။ဒါတွေကသူ့အတွက်စိန်ခေါ်ချက်ရှိ။နောက်တစ်ချက်အရေးကြီးတာတရုတ်ကဘန်နာရီးယစစ်ကော်မရှင်ကိုစစ်အုပ်စုကိုကြားကန်ပံ့ပိုးပေးမှလား။အခုစစ်အုပ်စုကလိုနေတာကဒီနေ့မြုံနှံမှုတွေလာလောက်ပါဆိုတဲ့ဟာ။နော်။ဒါမင်းအောင်လိုင်းကဒါကိုအတော်လေးကို ပြောရရင်တော့အောက်ဈေးနဲ့ထိုးရောက်နေတာတွေ့ရမန္လေးမူဆယ်ရထားလမ်းမန္လေးကြောက်ပြူရထားလမ်းစီမံကိန်းနေနောက်ကြောက်ပြူရင်းတဲ့စီမံကိန်းနေပြပြီးတော့သူကအာတရုတ်ကရင်းနှီးမြှုပ်နှံမှုတွေလာဖို့နောက်ပြီးတော့မြန်မာပြည်သူတွေတညီတညွတ်တဲ့ပယ်ချခဲ့တဲ့မြေဆုံစီမံကိန်းကိုပြန်လုပ်ပေးမယ်ဆိုတာမျိုးတွေနော်အဲ့လိုတွေကန့်လန့်တာတွေတွေ့ရတယ်တော်တော်တော့အော်အကြံပက်ဆက်တယ်လို့ပြောလို့ရသူကတရုတ်ကိုကန့်လန့်တဲ့ပုံစံရုရှားကိုတဝက်စီမံကိန်းပေးမယ်ဆိုတဲ့ကန့်လန့်တဲ့ပုံစံမျိုး ဒါပေမဲ့ကိုနတရုတ်ကလိုချင်တဲ့ရေချင်ရောက်မလားမရောက်နိုင်ရွေးကောက်ပွဲနဲ့စီမံနိုင်မလားဒီကာလအတွင်းဒီရွေးကောက်ပွဲအလွန်ကာလမှာစီမံနိုင်မလားမေးခွန်းနေရှိတယ်ကျွန်တော်တို့မြန်မာသမိုင်းကိုကြီးတဲ့အခါမှာလွတ်လပ်ရေးရပြီကလေးကမြန်မာသမိုင်းမှာစန့်ကျင်ပုံကံမှုခံရတာမင်းအွန်လိုင်းကအများဆုံးပဲနော်တော်တော်လေးကိုများတာလူမုန်းများတာသူ့လောက်လူမုန်းများခံတာဘယ်သူမှမရှိဘူးကျွန်တော် နေရာတော်တော်များများကိုသွာလာရင်ရောက်တဲ့အခါတိုင်းသူနဲ့ပတ်သက်တဲ့တာမန်လူတွေရဲ့သဘောထားကိုမေးကြည့်တယ်။နော်နိုင်ငံရေးဘက်ကဟိုဟိုဟိုပုံကန်တဲ့လူတွေမို့လို့ဒေါ်လာနဲ့မို့လို့အတိုက်ခံနေမို့လို့ထားတော့သူတို့တွေရဲ့သဘောထား။ဒါပေမဲ့တာမန်လူတွေရဲ့စိတ်ထဲမှာကိုဂိမ်းဝင်နေတာဂိမ်းအောင်နေတာမင်းအွန်လိုင်းနဲ့ပတ်သက်ရင်လူပြည်မှာမရှိသေးခြင်းမို့ဆိုတဲ့ဟာမျိုးအထီကိုပြောကြတာနော်ဒါကြောင့်လဲအဲလူများအကြားမှာတကယ်ကိုပချီချီမမဟိုအမောင်းခံရတာသူ့ကို မလိုလားမှုကြုံရတာအဲ့တော့ဒီဟာဒီလူတွေရဲ့ဒီလိုစိတ်ကရွေးကောက်ပွဲလှုပ်လိုက်လို့ပျောက်သွားမယ်လို့ထင်လားကျွန်တော်တော့မထင်ဘူးနော်ပြီးရင်တိုင်းသားတွေရဲ့လိုလားတဲ့ Federal တွေကဒီရွေးကောက်ပွဲနဲ့ပြေလည်သွားမှာလားကျွန်တော်တော့မထင်ဘူးအများကြီးပဲပြဿနာတွေဒီပြဿနာတွေကရွေးကောက်ပွဲလှုပ်လိုက်လို့ပြေလည်သွားမယ်လို့ညှော်လင့်လို့မရဘူးဆိုတာအဖြစ်မဟုတ်ဘူးဆိုတာ ရွေးကောက်ပွဲကိုဝင်ပြိုင်ပါမယ်ဆိုတော့ဥက္ကိုကိုကြီးတို့လိုလူတွေတောင်ပြောတယ်။အဲ့တော့အဲ့ဒီလိုအခြေအနေမှာဒူဒူထောက်ခံမှုတော်တော်ဆိုးဆိုးဝါးဝါအခြေအနေရှိတဲ့သူရဲ့လက်ထက်မှာတရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ငန်းရှင်တွေနော်တရုတ် လုပ်ငန်းရှင်တွေကငွေတုတ်ပိုက်ပြီးလာဘမလားဆိုတာကျွန်တော်ကတော့တန်တရားကြီးကြီးရှိပါတယ်ဗျာ။ ဒီစကောင်းဆောင်ကတော့ဘလို့ပဲဖြစ်ဖြစ်ဒီရွေးကောက်ပွဲကိုတော့မရရအောင်သူတို့လှုပ်သွားမယ်လှုပ်သွားမယ်ဆိုပြီးတော့ပြောတာပေါ့နော်ဒါပေမဲ့ဒီအာရင်းနှီးမြုပ်နှံသူတွေရဲ့အခြေအနေကလည်းရှိသေးတာကိုအာဆိုတော့ဆရာဒီတစ်ပတ်အဆွေးနွေးမှုကိုဒီမှာပဲရန်နာခွင့်ပြုပါရှင်အချိန်ပြည့်ပြီဆိုတော့ပါဝင်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် လူ့သောမီဒီယာရဲ့ဆက်လက်ကြံပြမှုကိုပြည်သူတွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။